ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YNW channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီ international break ပေါ့နော်နိုင်ငံပွဲကန်းနေတဲ့အချိန်မှာကျွန်တော်အနေနဲ့ဒီအဲမန်ယူအသင်းမှာပေါ့နော်အဲဒီဒီရာစီမန်ယူအသင်းမှာအဲဒီအံ့ဩစရာဒီလက်စွမ်းတွေကိုပြနေတဲ့မန်ယူကိုရမာအဲ Sunny Lemons အကြောင်းကိုအဲ Lemons အကြောင်းကိုနည်းနည်းလေးကျွန်တော်ဟိုပြောသွားချင်တယ်ပေါ့နော်အဲဒီဥဒမကဒီဟာဒီမှာမိုင်းမှာတကယ်ကိုထူးထူးခြားခြားဒီလက်ဆွမ်းနေပြတာပေါ့နော်ဟိုစားထဲပြီဆိုကြတယ်ဒီ Liverpool နဲ့ပွဲမှာလဲ Liverpool ရဲ့အဲဒီဂိုးဝင်သွားမယ်လို့ထင်ရတဲ့အဲဒီတစ်ချက်တွေကို အကန့်ကြက်တွေကို save သွားခဲ့တယ်အဲဒီအဲတော့ဒီနောက်ပိုင်းပွဲတွေမှာလည်းပွဲတော်တော်များများမှာလည်းဒီနိုင်ကိုသမားလေးကတော်တော်လေးကိုလက်ဆန်းပြထားတယ်ပေါ့နော်အဲလက်ဆန်းပြပြီးသူကာကွယ်မှုတွေအများကြီးလှုပ်ထားနိုင်လို့အဲကျွန်တော်ဒီကိုသမားလေးကိုအဲသဘောလဲကြတဲ့အနေနဲ့အဲဒီဒီရာလေးကျွန်တော်သူ့အကြောင်းလေးတွေကိုကျွန်တော်အဲမန်ယူဖန်ပိတ်တက်တွေရော အဲဒီတခြားဘလုံးစိတ်ဝင်စားတဲ့အသေးအလေးတွေနည်းနည်းသိအောင်လို့ကျွန်တော်ဒါပြောပြောသွားချင်ပါတယ်အဲဒီကိုသမားကိုပေါ့နော်ဒီမန်ယူကဒီနေ့ဟိုပေါ့နော်ဟိုရိုင်ယန်အက်ဝါကနေဘယ်ဂျီယံကလပ်အဲဘယ်ဂျီယံဒီပထမတန်းကလပ်ဒီရိုင်ယန်အက်ဝါကနေပြီးတော့ဒီအဲပေါင်18တန်းဝင်းကျင်လောက်နဲ့ အဲ2030အထိအဲ2030အထိအဲစာချုပ်ချုပ်ထားတယ်ပေါ့နော်ခေါ်ယူပြီးတော့အဲဒီကစားသမားကသူကဒီသူ့ရဲ့သူကတော့ဒီပေါ့နော်ကစားသမားလေးက2000ခုနှစ်အဲဇူလိုင်လ9ရက်နေ့မှာအဲပေါ့နော်ဟိုအဇော်တန်ကံမြို့ဗဂျန်နိုင်ငံမှာသူကဖားဟိုဖားခဲ့တယ်ပေါ့နော်အဲသူ့ရဲ့ ်ဘယ်ဂျီယံနိုင်ငံသားဖြစ်ပြီးတော့အဲဒီကစားတဲ့နေရာကလည်းကိုသမားနေရာနဲ့စတင်ခဲ့တယ်ပေါ့အဲဒီမှာသူကသူလူငယ်ဘဝကသူပထမဆုံးစပြီးတော့အဲဘောလုံးလောကတွေကိုစတင်ဝင်ရောက်တာကတော့ဒီအဲဒီက KRC အဲ KRC Brew KRC Brew Jet တို့အဲဒန္တာတို့မှာသူလူငယ်အနေနဲ့စပြီးပါဝင်ခဲ့တယ်အဲ့မှာဟိုဒီဘယ်ဂျီယံပထမရန်ကလပ်အဲဒီကလပ် project ကနေပြီးတော့ အဲသူ့ရဲ့လက်စွမ်းတွေကိုသူကအဲသဘောကျပြီးတော့အဲဘယ်လိုဖြစ်လဲဆိုတော့အဲသူတို့ရဲ့လူငယ်စီမံကိန်းမှာအဲထည့်ခဲ့တာပေါ့နော်음ကလပ်ကလပ်ရိုကျလို့အတင်းကြီးကနေပြီးတော့ဒီအဲဒီလူငယ်လေးကိုသဘောကျပြီးတော့အဲသူတို့ရဲ့လူငယ်စီမံကိန်းမှာပါဝင်ခဲ့ပြီးတော့သူကအဲဒီစီနီယာအတင်းကြီးမှာအ ဲလက်ဆက်နေပြတဲ့အတွက်ကြောင့်စင်မီယာအတင်းကြီးမှာအဲခေါ်ယူခဲ့ရတယ်ပေါ့နော်အဲအဲဒီမှာပေါ့နော်ဒီကဲဘူဂျာစင်မီယာလူငယ်အတင်းမှာပါဝင်ပြီးတော့သူကอืม2023ခုနှစ်မှာအဲဒီ အစီအညာလေးကခေါ်ယူပြီးတော့ဗောနော်23ခုနှစ်မှာတော့တရားရန်အက်ဝါကိုပြောင်းခဲ့တယ်အဲအဲ့မှာဒီသူကအထင်ကြီးစီရလက်ဆွမ်းတွေကိုပြခဲ့တဲ့အတွက်ကြောင့်အထင်ကြီးစီရလက်ဆွမ်းတွေကိုလည်းပြခဲ့တယ်ဗောနော်အဲအဲ့လိုအတွက်ကြောင့်ဒီ2025ခုနှစ်မှာ Manchester United ရဲ့ကင်းလောက်တွေကနေတဆင့်အာဒီမိုင်ယန်ဆာယူနိုက်တက်ကို2030အထိခေါ်ယူပြီးတော့စာချုပ်ချုပ်လိုက်တာပေါ့နော်အဲဒီမှာ အဲဒီလူငယ်လေးကအဲ့ဒီ Ryan အဲ့ဘက်မှာသူ့ရဲ့အချင်းကြီးစရာကဒီ clean ship ပွဲတွေကိုအဲဘောနော် clean ship ပွဲတွေအများကြီးကိုသူဖော်ဆောင်နိုင်ခဲ့တယ်ဘောနော်ဒီသူသူ lesson တွေတအားပြခဲ့တယ်အဲ lesson တွေပြတော့ဒီ Belgian တတ်တန့် light ပြန်ပွဲတွေမှာလည်းဝင်မြိုင်ခဲ့တယ်နိုင်ငံပွဲအတွေ့အကြုံလည်းရှိရပေါ့အဲ Belgian တတ်တန့် light ဆိုလို့ရှိရင် U15 အဲ U15 16 17 28 27 အလိုမျိုးဟိုဘောတတန်းလိုက်ပွဲတယ်မှာလဲသူကဒီပါဝင်ရှင်ပြိုင်ခဲ့ရတယ်ပေါ့နော်အဒီကိုသမားကဒီအဲလက်ရှိမှာတော့ဒီမန်ယူရဲ့ဒီအိုနာနာတို့ဘာလို့မရှိတဲ့အတွက်မန်ယူရဲ့အဲနံပါတ်1အဲဦးစားပေးကိုသမားအနေနဲ့သူဟိုပါဝင်ဝင်ရထားတယ်ပေါ့ဒီအနေထားမှာ तू ကတကယ်ကိုဒီရလာတဲ့အခွင့်အရေးကို तू အပြည့်အဝအသုံးချနိုင်တယ်ဗျာ ညီပြရဲ့ယုံကြည်မှုကိုသူအပြည့်အဝအဲအာယုံစုဆိုင်မှုအပြည့်အဝနဲ့သူ့ရဲ့ဒီအကောင်းဆုံးလက်စွမ်းတွေကိုအထုတ်ပြထားနိုင်တယ်အဲဒီကုသမလေးကဒီပရီးမီးယားလိအတွေ့အကြုံရှိဘူးဆိုပေမဲ့အခုသူပြနေတဲ့လက်စွမ်းရဲ့သူ့ရဲ့အသက်အရွယ်အားဖြင့်တော့ဒါကတကယ်ကိုတကယ်ကိုတကယ်အပီရှိတ်ဒါဒါလုံးတဲ့နယ်ထဲမှာပါတယ်ဗျာ အဲ့ဒီအခုမန်ယူကလည်းဒီကစားသမားဟိုရတာဒီအိုနာနာနဲ့စားလို့ရှိရင်တော့မှအဲအိုနာနာဒီအိုနာနာလိုမျိုးဒီပတ်စင်းတွေမှာမကောင်းဝင်မဲ့အဲဒီအတွေ့အကြုံပိုင်းတွေဘာတွေမှာလိုအပ်ချက်တွေရှိနေပေမဲ့လက်စွမ်းအရာတော့ဒီအိုနာနာတဲ့အများကြီးတားနေတာကိုဒါပြိတ်တက်တွေနေနဲ့လက်ခံကြလိမ့်မယ်ချင်းနေအခု तू က तू ပြောထားတဲ့ဒီ interview တွေမှာဆိုလို့ရှိရင်လည်းသူကိုယ်တိုင်ကမန်ယူရဲ့နံပါတ်1ဦးစားပေးကစားသမားဖြစ်ရတဲ့သူတိုက်ပွဲဝင်သွားမယ်လို့ဘာလို့ဒီလိုမျိုးတွေပြောထားတယ်အခုလက်ရှိအနေထားရဆိုလို့ရှိရင်သူကနံပါတ်1ဦးစားပေးအနေနဲ့သူဘာပေါ်ထွက်ခွင့်နဲ့ရနေတော့လျှောက်ပဲအဲ့တော့ဒီကစားသမားကရေရှင်မှာလဲပေါ်ထွက်ခွင့်ရမလားမရဘူးလားဆိုတာအဲတော့ဒီဟာအိုနာနာတို့အဲဒါ Brian Diaz တို့ ਨੇ အဲ သာဟိုရှင်ပြန်းမှာပေါ့နော်အဲဒီအိုနာနာလာဒီမာယူရရဲ့တကယ်လို့များအဲဟိုရောင်းမထုတ်ခဲ့ဘူးဆိုလို့ရှိရင်ဒီကိုသကိုသမားလေးကအဲကျွန်တော်ထင်တော့ပွဲထောက်ကနေတော့ဆောက်ရနိုင်ဦးမယ်ထင်တယ်ဒီမာယူရဒီကိုသဗီလာကမာတီနက်တို့ဘာလို့လာရောက်မလာခဲ့ဘူးဆိုရင်ဒီကိုသမားလေးကပဲမာယူအတွက်ဦးစားပေးကိုသမားအနေနဲ့ ပွဲထွက်ခွင့်ရဖို့ဟာတခြားတလောက်ဖြစ်နေတယ်ပေါ့နော်အဲဒီကိုတမန်လေးကသူခုမန်ယူရဲ့လက်ရှိအဲကိုပေါ့ကာကွယ်မှုရအဖြစ်လဲအတော်ကြီးကိုသူလောက်ပြထားတယ်ပေါ့အဲကြောင့်မို့ဒီနောက်ပိုင်းမှာတော့ဒီနိဗျအမွန်ရကဒီကိုတမန်လေးကိုပဲအဥစားပေးသွားမလားအိုနာနာရုနဲ့အဲဟိုဒီမာတီနက်တို့ရောက်လာပြီးတော့ပဲကိုတမန်လေးက ဟိုအရန်ခုံရောက်သွားမလားတော့ဒါကတော့ဟိုစောင့်ကြည့်မှသိရမှာပေါ့ဗျာဟုတ်ကဲ့အဗီဒီယိုအဆုံးထိကြည့်ပြီလို့မလို့အဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ